နေ့မှာတော့ Nefertiti က Aries Girl လေးတွေရဲ့ random facts လေးပြပြမှာဖြစ်ပါတယ်။ Aries Girl လေးတွေဆိုတဲ့နေရာမှာ Samurai Rising နဲ့ Venus အရာကွဲပြားတဲ့အရာတွေလည်းရှိပါတယ်။ဒီခါဗီဒီယိုလေးမှာတော့ Samurai Rising ကိုထပ်မပြောသေးဘဲနဲ့ Aries Sun လေးတွေရဲ့စိတ်နေသဘောထားနဲ့ random facts လေးပြပြမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ဆန်းဆိုင်က Aries ဖြစ်စေကိုယ့်ရဲ့ birth chart မှာ Aries ကလွှမ်းမိုးမှုများရဆိုလို့ရှိရင်တော့ဒီဟာလေးကကိုက်ညီပါတယ်။ Aries ကောင်မလေးတွေက extrovert ဖြစ်တဲ့သူတွေများပြီးတော့သူတို့ဘက်ကပဲ friendship ဆက်တင်တာဖြစ်ဖြစ် relationship ဆက်တင်တာဖြစ်ဖြစ်လူတယောက်ကိုစပြီး crush တာဖြစ်ဖြစ်ကိုလုပ်လို့ရှိပါတယ်။ဒါပေမဲ့အများသောအားဖြင့်ခြားဆိုင်နေလိုမျိုး uh, friendship တန်းကြလာတဲ့အခါမှာစိတ်ပူရှည်လာတာတို့ relationship တန်းကြလာတဲ့အချိန်မှာစိတ်ပူရှည်လာတာတို့တွေမှာ Aries ကောင်မလေးမပါပါဘူး။ င်ဒီနေရာမှာတော့ Aries ကောင်လေးရင်းနဲ့ क्वे ပြပါတယ်။ဘာလို့လဲဆိုတော့ Aries ကောင်မလေးတွေက relationship တစ်ခုပေါင်းတစ်ခုပို့ပြီးတော့ depend ဖြစ်လာတဲ့အမြတ်တို့ကိုပို့ပြီးတော့နားလည်ပေးရမယ်ဆိုရဲစိတ်ကလေးရှိကြလို့ဖြစ်ပါတယ်။အဲဒါကြောင့်မလို့ friendship မှာလည်းသူ့ကိုနားမလည်သိပေးနိုင်တဲ့သူပုံမှာစိတ်မရှိသလို relationship မှာလည်းသူ့ကိုအလိုက်မသိတဲ့သူကိုအချစ်ကြီးတော့အမျက်ကြီးရဲ့ဆိုရဲပုံစံအတိုင်းပဲပို့ပြီးတော့စိတ်မရှိဖြစ်တတ်ကြပါတယ်။ဒါပေမဲ့ Aries ကောင်မလေးတွေရဲ့နှလုံးသားဆက်မှန်ပြီးတော့ Aries ကောင်မလေးတွေကပလေးတယ်ဆိုတာတအားရှာပါတယ်။စကားပြောရင်စိတ်မြန်လက်မြန်ဖြစ်သလားအချစ်ကြီးမှာတော့တယောက်ဆိုတယောက်တစ်ဆာရှိတဲ့သူတွေဖြစ်ပြီးတော့တယောက်ကိုချစ်ပြီးဆိုလို့ရှိရင်အကြိုက်ဆုံးတဲ့တယ်ဆိုင်တွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကိုစိတ်နာအောင်လုပ်မိရဲ့ဆိုလို့ရှိရင်တော့ Aries ကောင်မလေးတွေကနှလားသုံးလားလောက်နဲ့ချက်ချင်းကိုတန်းပြီးမူဖို့နိုင်တဲ့သူတွေလည်းဖြစ်ပါတယ်။ self love self respect နဲ့ self boundary အထားနိုင်ဆုံး top fight ထဲမှာပါတယ်ဆိုတဲ့ဆိုင်ကကောင်မလေးလေးဖြစ်ပါတယ် Aries ကောင်မလေးတွေကနောက်ကျောကိုတန်းနဲ့ထိုးတာမျိုးလုပ်တာမျိုးမကြိုက်ဖြစ်နေလူတယောက်ကိုမကြိုက်ဘူးဆိုရင်ဒဲပြောတဲ့တူတွေလေးဖြစ်ပါတယ်ဒါလေးတွေကတော့ Aries ကောင်မလေးတွေရဲ့ random facts လေးဖြစ်ပါတယ် number 3စင်မှာ tarot mage နဲ့ဆိုရင်လည်းချက်ပေါက်ကနေစုံစမ်းနိုင်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးများပါရှင်